ဟယ်လိုအားလုံးမင်္ဂလာပါဘူပေါ်မချန်ကနေဂျူဆိုပါတယ်ဆိုတော့နယူကာဆန်ရဲ့ဝက်ဆန်တို့ရဲ့ပရီးမီးယားလိပွဲစဉ်30အကြောင်းနဲ့ပတ်သက်လို့ဆွေးနွေးကြည့်ရအောင်ပါဝက်ဆန်ကတော့အိမ်ဝင်းမှာလက်ခံကစားမှာဖြစ်ပြီးတော့နူနူဆန်တိုးစ်ရဲ့အသင်းကတော်တော်ကိုတိုင်ပတ်နေပါတယ်ဆိုတော့ဒါရီကိုကျတို့အိမ်ဝင်းကစားတဲ့ဒီပွဲမှာကောသူတို့ပြန်ချီဖြတ်ပြနိုင်မလားပေါ့နယူကာဆယ်ရဲ့ဘက်ကနောက်ပိုင်းပွဲဒီမှာတောက်လျှောက်စုစုလို performance ကောင်းနေရလက်ကောင်းနေ consistent ဖြစ်တဲ့အသင်းလိုက်ခြေစွန်းကြီးပြလာအပြီးမှာ နိုင်ပွဲဒီမြင်ကျွန်တော်ထပ်ပြီးတော့ယူသွားနိုင်အောင်မလားညီကတို့ဘလို့မြင်ကြလဲဆွေးနွေးကြပါအောင်ကျွန်တော်ပထမဆုံးကျွန်တော်တို့ဘယ်နော်ပြီးခဲ့တဲ့ပွဲစဉ်ကူကသူတို့နှစ်တင်းရဲ့ကျွန်တော်ကိုဒီဆွမ်းဆောင်ရည်ဒီကိုကျွန်တော်ကြည့်ရမယ်ဆိုရင်နယူကာဆယ်ရဲ့ဘက်ကတော့အိမ်ကွင်းမှာဖူလမ်လိုအတင်းမျိုးကိုခက်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 ကစားခဲ့ရပြီးတော့နှစ်ဂိုးတကူးဆိုတဲ့ရလနဲ့အနိုင်ယူထားတဲ့အချိန်ဝက်ဆမ်ရဲ့ဘက်ကတော့တန်တက်လီးစ်ယူနိုက်တက်အသင်းအိမ်ကွင်းကိုတွားကစားရင်းနဲ့နှစ်ဂိုးတကူးဆိုတဲ့ရတဲ့နဲ့ရှုံးလာတယ်။အဲ့တော့နှစ်သင်းရဲ့ကြားထဲမှာ တော်တော်ကိုကွာဟချက်ကြီးပါတယ် ဒုသမင်းအင်ရှင်ဖြစ်တဲ့ဝက်ဆမ်ကဒီယာဒီမှာတော်တော်ကိုစူးစူးဝါးဝါအခြေအနေနဲ့ကျွန်တော်ရင်ဆိုင်နေရတယ်ဆိုတော့အဆင့်19မှာရောက်နေပါတယ်ဝက်ဆမ်ကအဆင့်19မှာပါနော်အဆင့်19မှာကိုးဝဲကစားပြီးတဲ့အချိန်မှာကျွန်တော်တပွဲပဲအနိုင်ရထားသေးပြီးတော့တပွဲတည်ကြထားတယ်ခုနှစ်ပွဲအထိကျွန်တော်ရှုံးနေထားပါတယ်ဒါဟာကျွန်တော်ဒီတရားဒီလုံးအဆိုးဝါးဆုံးလို့ပြောရမယ့်ဝူဘန်ဟန်တက်နဲ့အမှတ်တိတ်မကွာတဲ့အနေအထားမျိုးပါတခုပဲ ဝက်ဆမ်ရဲ့ဘက်ကတော့ဥပဟန်တန်ထက်ပို့ပြီးတော့တပွဲနိုင်ထားတာကလွင်းရင်ကလပ်တင်းနှစ်ခုကြားထဲမှာနှစ်မှတ်ပဲကွာပါတယ်ဆိုတော့ဝက်ဆမ်ရဲ့ DRD အချီနီဒီဟာတော်တော်ကိုစိုးဝါနေတဲ့အနေအထားမျိုးပါဆိုတော့အဲ့ဒီ၉ဘဲမှာလဲတိုက်စစ်က9ခုရထားတဲ့အချိန်မှာခန်စစ်က9 20တိပေးထားရပါတယ်လက်ရှိပရီးမီးယားလိမှာ ပေးကူအများဆုံးကလပ်တင်းနှစ်ခုရှိပါတယ်အဲ့ဒါအဆင့်19နဲ့20မှာကိုစီရှိနေတဲ့ဝက်ဆမ်နဲ့ဝူဘာဟန်တန်မှာအဆင့်20ကဝူဘာဟန်တန်တောင်19ခုပဲပေးထားတဲ့အချိန်မျိုးမှာဝက်ဆမ်က ကျွန်တော်ဒီနေ့ goal 20ထိကျွန်တော်ပေးထားရတယ်ဗောနော်ဆိုတော့ goal difference ကိုမှ -13 ဂူရှိနေတာကတော်တော်ကိုစိတ်ပူစရာခံစစ်ပါတော်တော်ကိုစိတ်ပူစရာခံစစ်ပါဆိုတော့နောက်တစ်ခုကကျွန်တော်ဒီနေ့ new carse ဗောနော်အ new carse အတွက်ကျွန်တော်ဒီနေ့ဒီယာဒီမှာယာဒီအစတွေမှာသူတို့တော်တော်လေးကိုတိုင်ပတ်ခဲ့ပါတယ်သူတို့ပြနိုင်ပွဲတွေသူတို့ရှာဖို့အရင် imminent ခရင်ခဲ့တယ်ဒါပြိုင်ပွဲကြီးတွေကိုလည်းဗောနောပြိုင်ပွဲကြီးတွေကိုလည်းအိမ်ဝင်းမှာလက်ခံကစားရတဲ့အနေအထားမျိုးမှာနောက်ကြကူဒီနေနေသူတို့အမှတ်တွေအကုန်ပေးလိုက်ရတာတွေကျွန်တော်ရှိတယ် ။အဲ့လိုအခက်အခဲတွေကြားထဲမှာမှ Champions League တွေလည်းသူတို့ကစားရတယ်။ပြည်တွင်းပွဲစဉ်တွေလည်းကစားရတဲ့အခြေအနေမျိုးမှာအခုဆိုရင်နီးပြပြတဲ့ Eddie Howe ရဲ့အတင်ကတော်တော်ကိုကောင်းတဲ့ performance နဲ့ဥမောလာနိုင်ပြီလို့ကျွန်တော်ပြောလို့ရတယ်ဗောနော်ကာဆယ်ယာအဆင့်ဆနစ်ကိုပြန်ပြီးတော့တက်လာပါပြီယာဒီအစကနဲ့ကျွန်တော်ရှင်မင်းဆိုရင်ညူကာဆယ်ယာအများကြီးတိုးတက်လာတဲ့အသင်းမှာကျွန်တော်ပွဲစဉ်ကျွန်တော်ကိုးပွဲကစားပြီးတဲ့အချိန်မှာ၃ပွဲနိုင်၃ပွဲပြေ၃ပွဲရှုံးဆိုတဲ့ ရလက်မျိုးညူကာဆယ်ရဲ့ဘက်ကရထားတယ်။တိုက်စစ်က9ကူရထားပြီးတော့ခန်းစစ်က8ကူပေးထားရပါတယ်။အဲ့ဒီ9ပွဲမှာဆိုတော့အဆင့်7ကိုကျွန်တော်ရောက်လာပြီပေါ့နော်။တော်တော်လေးကိုနောက်ပိုင်းပွဲစဉ်တွေမှာအဆင်ပြေလာပါပြီ။ညူကာဆယ်ရဲ့နောက်ဆုံးပူဒီမီးယားလေးပရီးမီးယားလေး9ပွဲကိုကျွန်တော်ကြည့်တဲ့အခါနှစ်ပွဲနိုင်ထားပါတယ်။နှစ်ပွဲနိုင်ထားပြီးတော့ကျွန်တော်နှစ်ပွဲရှုံးထားတယ်၊တစ်ပွဲတည်ကြထားတယ်။ပွဲဆက်နိုင်ထားတယ်ဆိုတာတော့ကျွန်တော်မရှိသေးဘူးပေါ့နော်။အဲတစ်ဖက်ကဝက်ဆမ်ရဲ့ဘက်ကတော့ ကျွန်တော်ဒီပရီးမီးယားလိပွဲစဉ်နောက်ဆုံး၅ပွဲကစားထားတဲ့အခြေအနေမျိုးမှာရှုံးပွဲ၄ပွဲရှိပြီးတော့တပွဲတရီကျထားပါတယ်။အဲ့ဒီထဲမှာနောက်ဆုံး၃ပွဲဇက်တိုက်ကိုကျွန်တော်ရှုံးနိုင်ထားတာပါ။ဆိုတော့ကလပ်တင်းတစ်ခုရဲ့ကြားထဲမှာကွာဟမှုကတော်တော်ကြီးပါတယ်။ဆိုတော့ဒီနေရာမှာဘလူးရလည်းထွက်ပေါ်လာမလဲပေါ့။ကျွန်တော်ကတော့ဝက်ဆမ်တော့ကတော့ပေါ့နော်။ဘာမှန်သိပ်မျှော်လင့်ချက်ရှိတဲ့ပွဲမျိုးမဟုတ်ဘူးလို့ယူဆတယ်။ကျွန်တော်ပြီးခဲ့တဲ့ပွဲစဉ်တွေနဲ့ဒီဟာဒီ current form နီကိုကျွန်တော်ကြည့်ရင်ပေါ့။ အသင်းကြီးဆိုတာကတော့တပတ်နဲ့တပတ်ဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းပူကောင်းလာအောင်ကျူးပန်းနေကြတာဖြစ်တဲ့တွေ့ဒီပွဲမှာအပြောင်းလဲတွေဖြစ်မသွားဘူးလို့တော့ယတိပြပုံတိပြောလို့မရပါမိလေလို့ပေါ့နော်နျူကာဆယ်ဟာကစားသမားစီရင်နီးပြအချီနေအသင်းနဲ့နီးပြရဲ့ဂျားထဲမှာအံဝင်ခွင့်ကြဖြစ်မှုတွေကအများကြီးတာလွန်ပါတယ်တခုပဲကျွန်တော်တို့အနေနဲ့ပေါ့နော်အဲချန်ပီယံစ်လိဂ်တွေကစားဖို့ရှိတယ်နျူကာဆယ်ရဲ့ဘက်ကလာမယ့်လာမယ့်လာမယ့်အပတ်တော်တွင်းမှာပြီးခဲ့တဲ့ mid week marks လို့ရှင်လည်းပဲကျွန်တော်တို့ဒီ ဘိုလိုဘိုလိုပြောမယ်စပါးနေပေါ့နော်သူတို့ဒီ EFN Cup တွေပါတွေကစားခဲ့ရတယ်အဲ့ဒီပွဲမှာလည်းအဓိကကစားမတွေချူပါသွားတယ်။အဲ့ဒီတော့အဲ့ဒီကစားမတွေကိုအနားပေးကြည့်နေဆိုရင် West Ham နဲ့ပွဲကအခွင့်အရေးကောင်းပါ။ဘာလို့လဲဆိုတော့ West Ham ဒီခုနကပြောသလိုအဆင့်16မှာတော်တော်တိုင်ပတ်နေတဲ့အသင်းဖြစ်လို့ပဲ။လူစင်းအစုံထုတ်မလိုက်တောင်မှ Newcastle အတွက်19နဲ့ပွဲမျိုးပေါ့ဗျာ။နော်ကာဆယ်ဘက်ကတွေးကြည့်ရင်အဲ့တော့သူတို့တွေအဲ့လိုအပြောင်းအလဲတွေလုပ်လာမလားပေါ့။ဒါဆိုရင်တော့ West Ham အနေနဲ့အိမ်ကွင်းမှာ အတိုင်းအတာတစ်ခုထိတော့သူတို့တွေအာသွန်ခွန်ဆိုင်အပြည့်ကျူပန်ပြီးတော့လှုပ်ပြမဲ့ပွဲမျိုးပါဒီပွဲမှာနီးပြဖြစ်တဲ့နူနူဆန်တိုအတွက်ကအရေးကြီးပါတယ်ကျွန်တော်တို့ဟိုဝက်ဆမ်မှာဂရီဟမ်ပေါ်တာလုံးဝအဆင်မပြေတဲ့အတွက်ပေါ့နော်အတိုးတက်မှုတွေဘာမှရှိမလာတဲ့အခြေအနေမျိုးလက်ခံရရလက်တွေမဟုတ်တော့တဲ့နောက်ပိုင်းမှာဝက်ဆမ်ရဲ့ဘက်ကနီးပြအပြောင်းလဲလုပ်ရင်းနဲ့ Forest နဲ့အဆင်ပြေပါတယ်ဆိုတဲ့နူနူဆန်တိုကိုခန့်တယ်ပြဿနာက Santos အနေနဲ့ Nottingham Forest မှာတော့ကလည်းအဆင်ပြေအောင်သူတည်တည်ကြာလှုပ်ယူခဲ့ရတာဖြစ်တဲ့ဝက်ဆမ်မှာလည်း လက်ရှိလူမျိုးတိုင်ပတ်နေတဲ့ကာလတွေကိုသူပြောင်းပြန်လှန်နိုင်မှုကျွန်တော်လိုပါတယ်တကယ်လို့ပြနိုင်မလားဆိုတော့ Nordian sorry ပါလိဒီ West Ham ရဲ့ဒီပွဲဦးစားပေးသည်ခံစစ်ဖြစ်တဲ့နေကျွန်တော်ကတော့ဗောနော်ဒီအသင်းသေးတွေရဲ့အဓိကအဓိကရည်ရွယ်ချက်ကခံစစ်ဖြစ်တဲ့နေအခုလက်ရှိ West Ham လို့အသင်းမျိုးပေါ့ထားပါတော့ West Ham က Nordian Nuno Santos ရဲ့လက်အောက်မှာဆိုလို့ချင်းခံစစ်ဟာဒီတက်ပို့ပြီးတော့ကြစ်လစ်တဲ့ပုံစံမျိုးပြသတဲ့နေတော့အတင်းတင်းကကျွန်တော်အနေနဲ့ဗောနော်၃မှတ်မယူနိုင်တဲ့အချိန်မှာတက်မှတ်တော့ရအောင်ယူဖို့အရင်ဂျိုးပန်းမှာ အဲ့ဒါပြီးပြီဆိုတာနဲ့သုံးမှတ်ဒီပါလေအပြည့်ဝယူဖို့ဂျူပန်းမှာဆိုတော့ခန်စစ်မှာပီးကူးဒီဒီထက်ရှော့ချနိုင်ရည်ဒီဝက်ဆမ်တွေအဓိကဖြစ်တဲ့နေလို့ကျွန်တော်ထင်တယ်เนาะကျွန်တော်ထင်တယ်ဒီလိုပုံစံနဲ့ခန်စစ်ကိုအူစားပြီးတော့မစော့ဘူးဆိုရင်တော့တေချာတဲ့ညူကာဆယ်ကနိုင်သွားအောင်ပါပဲဒါပေမဲ့လို့ကျွန်တော်ထင်ပါတယ်နူနူဆန်တိုးစ်နဲ့ဒီပွဲကလုံးဝကိုအပြောင်းလဲလုပ်ရမယ့်ပွဲမျိုးပါခန်စစ်ကိုကျွန်တော်ဘောနော်သုံးမှတ်မရရင်ဒီခန်စစ်ကဂိုးတော့အများများမပေးရဘူးဟိဆိုတဲ့ပုံစံမျိုးနဲ့ကိုဥတည်ပြီးတော့သူတို့ဂျူပန်းမှရမယ် ျွန်တော်ကတော့ဗောနော်ဘယ်လိုပြောမလဲဂူပြက်မဲ့ပွဲလို့ကျွန်တော်မထင်ဘူးတခုတော့ရှိတယ်ဗျဝက်ဆမ်ရဲ့ခံစစ်ကတော်တော်ဆိုးပါတယ်ဝက်ဆမ်ခံစစ်ကတော်တော်ဆိုးပါတယ်နျူကာဆယ် DRD နိုင်ပွဲဒီမှာဂူပြက်ချင်နေဆိုရင်ဒီပွဲဟာအခွင့်အရေးကောင်းမှာနော်တိုက်စစ်မှာဆိုလို့ချင်းတက်ထန်ဒီမှာဂူဒီကျွန်တော်ရထားဖို့ကျွန်တော်လိုတယ်ဆိုတော့နျူကာဆယ်အတွက်ဒီပွဲကတိုက်စစ်မှာဂူပြက်အနိုင်ရတဲ့ပွဲမျိုးပါဒီကရောဘယ်လိုမြင်ကြလဲဝက်ဆမ်အတွက်နောက်တဲ့ရှုံးပွဲတစ်ပွဲကိုမြင်ရလိမ့်ဦးမယ်လို့ထင်ကြလားဆွေးနွေးကြပါဦးအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်